မပြောပြပေးသွားမှာကတော့ Factory Information အကြောင်းဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံထက်ကျုပ်လုပ်ငန်းရှင်များအသင်းဝင် CME စက်ရုံအသင်းများအနေဖြင့် CME သွင်းကုန်လိုင်းစထောက်ခံချက်ရှောက်ထားမည်ဆိုရင်စတင်ပြုလုပ်ရမည် Factory Information ဖြည့်သွင်းပုံအစစ်အစစ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ကျမတို့ MGMA ဝင်ရမယ် website ကတော့ mgmaonlineportal.com/member login ဖြစ်ပါတယ်ရှင်။ MGMA system မှာ factory information မဖြစ်သင့်ခင်စက်ရုံကုမ္ပဏီများအနေဖြင့် MOCE TrainNet 2.0 member ဖြစ်ဖို့လိုအပ်ပါတယ်ရှင်။ဘာလို့လဲဆိုတော့အခုကျွန်မဒီ website ထဲကိုဝင်ရမယ် username password က MOCE TrainNet 2.0ကထုတ်ပေးတဲ့ username password ဖြစ်ပါတယ်ရှင်။ ကျမတို့ဒီ MOCE Trainer 2.0တို့ကထုတ်ပေးလိုက်တဲ့ username password နဲ့ဝင်ပြီးလို့ရှိရင်ကျမတို့ဒီ box လေးကြာလေရပါတော့ဒီ box လေးကကျမတို့ MOCE ကထုတ်ပေးလိုက်တဲ့ပတ်တကနံပါတ်ပို့ကုန်သွင်းကုန်အမှတ်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ရှင် ကျမတို့ပတာကနံပါတ်ရိုက်လိုက်တာနဲ့ဒီပုံစံလေးကြာလာမယ်ပေါ့နော်ဒီပုံစံလေးကြာလာပြီကျွန်တော်ဆက်ရုံများအနေဖြင့်အဲ factory information စတင်ဖြစ်ရပြီပေါ့နော် company name နဲ့ကျမတို့ Daika company registration number တော့ထည့်ရိုက်ဆရာမလိုပါဘူး trainer 2.0မှာ number ဖြစ်ထားတဲ့အတွက်မို့ထည့်ရိုက်ဆရာမလိုပါဘူးနံပါတ်2ကတော့ကျမတို့ MGMA ရဲ့အသင်းဝင်နံပါတ်ဖြစ်ပါတယ် MCFC JV ကတော့ investment တိုင်းမှာကျွန်မတို့ MC ဆိုရင်တော့မြန်မာဆိုရင်တော့ so MC ပေါ့နော် foreign ဆိုရင်တော့ so FC joint venture ဆိုရင်တော့ JV ပေါ့နော်ကျွန်မက MC နဲ့ example ပြပေးမယ်အဲ့ဒါဆိုရင်တော့ကျွန်မတို့ MC ဖြစ်တဲ့အတွက် origin of investment မှာမြန်မာလိုရွေးပေးရမယ်အကြေး FC ဆိုရင်တော့ကျမတို့ example ပေါ့နော် China တကယ်၍ joint venture ဆိုရင် JV ဒါကျွန်မ example ပြပေးတာပါအမိုင်းစီဒိတ်ကတော့ကျွန်မတို့မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ကထုတ်ပေးလိုက်တဲ့အမိုင်းစီဒိတ်ဖြစ်ပါတယ်ပေါ့နော်ဒီမှာအမိုင်းစီဒိတ်ထည့်ပေးရမယ် ဒီမှာတွေ့ပြရမှာကတော့ကျမတို့ကုမ္ပဏီမှတ်ပုံတင်အမှတ်ကဲ MIC ရဲ့ MGMA အသင်းဝင်လက်မှတ်ကဲ MOC ကထုတ်ပြရတဲ့ပတ်သက်ကနံစာရွက်ကဲကျမတို့တွေ့ပြရမှာပါကျမကတော့ testimony example တွဲပြပေးတာပေါ့နော် ီမှာကတော့ကျမတို့ business commission date ကတော့စီးပွားပြစ် date ကိုပြောတာပါအကယ်၍စီးပွားပြစ် date ရှိခဲ့ရင်တော့ကျမတို့စီးပွားပြစ် date နဲ့စီးပွားပြစ်စာရွက်ကိုတွဲပေးရမှာပါရုံအစ်အနေဖြင့်စီးပွားပြစ် date မရသေးဘူးဆိုရင်တော့ကျမတို့9ရက်9လ2015ကိုဖြည့်ပေးရမှာပါ ဘာလို့စူပါပြစ်တိတ်မရနေတာဖြစ်တဲ့အတွက်မလို့ယုံအစ်စ်အနေနဲ့9ရက်9လ2015ကိုဖြစ်ပြရမှာပါအဲ့ဒါဆိုရင်တော့ကျမတို့ဒီစူပါပြစ်စာရွက်မရှိသေးတဲ့အတွက်စူပါပြစ်စာရွက်တွဲစရာမလိုပါဘူးအကယ်၍စူပါပြစ်တိတ်ပြန်စူပါပြစ်တိတ်ရလာပြီပေါ့နော်အဲ့မျိုးစူပါပြစ်စာရွက်ရလာပြီဆိုရင်တော့ကျမတို့စူပါပြစ်တိတ်အမှန်ဒိတ်ပြန် update လုပ်ပေးရမယ်ပြီးလို့ရှိရင်ကျမတို့စူပါပြစ်စာရွက်ပြန်ပြီးတော့ update တွဲပေးရမယ်ပေါ့နော် ဒီနံပါတ်၈အနေနဲ့ကတော့ဗောနောမိမိကုမ္ပဏီက branch of ဖြစ်နေပြီးတော့ overseas မှာ head office ရှိခဲ့ရင်တော့ကျမတို့ yes ကိုရွေးပေးရမယ်အဲ့ဒါဆိုရင်တော့ကျမတို့အဲဥပမာဂျပန်မှာရှိခဲ့တယ်ဆိုရင်ဂျပန်ရဲ့ head office အဲတည်ထောင်ခဲ့တဲ့တည်ထောင်စတင်တည်ထောင်ခဲ့တဲ့ date ကိုရွေးပေးရမယ်ဥပမာကျမပြောလဲဂျပန်နိုင်ငံဆိုတော့ကျမဂျပန်ဟိုရွေးပေးရမယ်ပေါ့နော်ကျမဂျပန်ရွေးပေးရမယ် အကယ်၍မိမိစက်ရုံမှာအဲ့လိုမျိုး head office မရှိခဲ့ဘူးဆိုရင်တော့ကျမတို့ no ကိုရွေးပေးရမယ်။ဒါဆိုရင်တော့ကျမတို့ဒီ factory information တင်တဲ့ခါမှာပထမအဆင့်ပြီးသွားပြီပေါ့နော်ပထမဆင့်ပြီးသွားရင်တော့ကျမတို့ CM next ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ရှင်။ကျမတို့အဆင့်နှစ်ကိုဖြည့်ပြီး update နှိမ့်လိုက်တာနဲ့အဆင့်၃ကိုဒီပုံစံလေးရောက်လာမယ်ပေါ့နော်။၈ကနေ၁၄ထိကျမတို့အရင်ဖြည့်ပေးရမယ်။ ဒါဆိုရင်တော့ကျမတို့စက်ရုံအနေဖြင့်ဒီစက်ကွင်းပေးချုပ်ထားတာရှိလားဒါမှမဟုတ်ကုလလောဆင်အဲချုပ်ထားတာရှိလားအဲဒါမှမဟုတ်ကင်ဒီနောက်ပလန်မှာပေါ့နော်စက်ကွင်းချုပ်ဖို့ပေးချုပ်ဖို့ပလန်ရှိလားပေါ့နော်ကုလလောဆင်မရှိဘူးလားလာအောင်မေးထားလားပါကျမတို့ example မျိုးမရှိဘူးဆိုရွေးလိုက်ပါမယ်ဒါကတော့ကျမတို့ export market ကိုရွေးပြီးစက်ရုံရဲ့ export market ကိုရွေးပြရမယ် ဒါကတော့ကျမတို့စက်ယုံချုံမယ်အဲဝူမန်သားချုံမလားနှစ်သားချုံမလားဒါမှမဟုတ်နှစ်ခုလုံးကိုချုံမလားရွေးပေးရမယ်ဒါကတော့ကျမတို့စက်ယုံကအများဆုံးဘာတွေချုံမလဲပေါ့နော်ရွေးပေးရမယ်အဲ့ကျမတို့ Isabel အနေနဲ့ရွေးပြတာပါအကယ်၍စက်ယုံမှာချုံမဲ့ item ကဒီထဲမှာမပါနေဘူးဆိုရင်တော့ကျမတို့ဒီမှာရွေးပြရပါတိုက်ပင်ရိုက်လို့ရတယ်ပေါ့နော် ဒါကတော့ဆက်ရုပ်အနေဖြင့်ပေါ့နော်အ ਨੇ ဆုံးဘလောက်ကနေအများဆုံးဘလောက်ထိချုပ်နိုင်လဲမေးထားတာပါ ဒါကတော့ကျမတို့ဒီစက်ရုံမှာ audit တွေအောင်ထားတာရှိလားမေးတာပါ။အောင်ထားလာရှိရဆိုရင်တော့ yes ကိုနှိပ်ပေးရမယ်။ဒါကတော့ကျမတို့စက်ရုံနေအများဆုံးဒီအောင်ထားတဲ့ပေါ့နော်။ certificate တွေကိုထည့်ပေးထားတာပါ။အကယ်၍ BSI BSCI အောင်ထားတယ်ဆိုရင်တော့ BSCI နဲ့ပတ်သက်တဲ့ certificate တွေ တွဲပေးရမယ်ပေါ့နော်အကယ်၍စက်ရုံကအဲ့လိုမျိုး audit တွေအောင်ထားလာမရှိဘူးဆိုတော့ no ကိုရွေးပေးရမယ်ဒါဆိုရင်တော့ကျမတို့၈ကနေ14ထိဖြည့်ပြီးသွားပြီပေါ့နော်အဲ့ဒါဆိုရင်ကျမတို့ဒီ factory address ဖြည့်ဖို့အတွက်ကျမတို့ဒီ create factory ကိုနှိပ်ပေးရမယ်ပေါ့နော် create factory နဲ့လိုက်တာနဲ့ကျမတို့ဒီ tick ကနေခွင့်ထိဖြည့်ပေးရမယ်ပေါ့နော်ဒါဆိုရင်တော့စက်ရုံရဲ့ကျမတို့လိပ်စာလေးထည့်ပေးရမယ်ကျမက test demo ပေါ့နော်စက်ရုံအနေအရတော့ဒီမှန်မှန်ကန်ကန်လိပ်စာလေးဖြည့်ပေးရမယ် ဒါကတော့စက်ယုံနဲ့ဘယ်နေရာမှာအနည်းဆုံးလဲပေါ့နော်အလားမျိုးတွေဖြည့်ပေးရမယ်ဖုန်းနံပါတ်တွေဖြည့်ပေးရမယ်ပေါ့နော်ဘယ်မျိုးနေမှာရှိလဲတွေ့ရှင်စက်ယုံရဲ့ဧကဘလောက်ကျဲလဲပေါ့နော်လောက်သားရေအတွက်ဘလောက်ရှိလဲပေါ့နော်ဆက်လိုင်းဘယ်နှလိုင်းရှိလဲပေါ့နော်ဒါဆိုရင်တော့ကျမတို့ဒီစက်ယုံရဲ့လိပ်စာလေးဖြည့်ပြီးသွားပါပြီဖြည့်ပြီးသွားတာနဲ့ကျမတို့စိတ်ရနေကိုနှိပ်ပေးရမှာပါရှင် ျမတို့အဆင့်3ကို6 and 8ကိုနှိပ်လိုက်တာနဲ့ဒီပုံစံလေးကြာလာမယ်ပေါ့နော်ဒီပုံစံလေးကြာလာမယ်အကယ်၍ကျမတို့ဒီမှားပြီးတော့ဒီ factory address တွေနဲ့ဒီဘယ်နံပါတ်ရှိတယ်ဆိုတာလေးမှားသွားလို့ရှိရင်ကျမတို့ edit ကိုနှိပ်ပြီးတော့ပြင်လို့ရတယ်အဲအကယ်၍ဒီမှာ factory တစ်ခုမှားနှိပ်မိတယ်ဆိုရင်တော့ factory တစ်ခုနှစ်ခုဖြစ်သွားတယ်ဆိုရင်တော့ကျမတို့ delete factory နဲ့ဖျက်လို့ရပါတယ်ကျမနောက်တစ်ခု information ပေးချင်တာက အကယ်၍ကိုစေယုံကအာစေယုံနှိမ်ယုံရှိခဲ့ရင်တော့ကျမတို့ create factory ကိုနောက်တစ်ခါနှိပ်ပေးရမယ်နှိပ်ပေးပြီးတော့ကျမတို့ဒီ tick ကနေခွင်ကိုပြန်ဖြည့်ပေးရမယ်ပေါ့နော်အာနောက်တရုံစာအတွက်ပေါ့နောက်တရုံစာရဲ့လိပ်စာလေးနောက်တရုံကဘယ်နေရာမှာနေတယ်တယ်လီဖုန်းနံပါတ်တွေပေါ့နော်အကုန်အာဒီနောက်တရုံစာအတွက်ဖြည့်ပေးရမယ်အဲ့ဒါဆိုရင်တော့အဲဒီ shift ကနေ14ကိုလောပြန်ဖြည့်စရာမလိုဘူးဒီ factory ဒီ လိပ်စာလေးပဲနောက်တယုံစာအတွက်ပြန်ဖြည့်ပေးရမှာပေါ့နော်ဒါကတော့ကျွန်မကတော့ testing လို့ဟိုတယုံစာပဲဖြည့်ပေးတာပါနေုံစာလောက်ဖြည့်မပြတော့ဘူးပေါ့နော်အဲ့လိုမျိုးဖြည့်ပြီးသွားလို့ရှိရင်ကျွန်မတို့ပြီးသွားရင်တော့ update ကိုနှိပ်ပေးရမှာပါအဲ့တော့ update ကိုနှိပ်လိုက်တာနဲ့ကျမတို့ဒီအစင်လေးရောက်ပြီပေါ့နော်အစင်လေးရောက်ရင်တော့အဲဒီအားလေးဖြည့်ပေးရမယ်ပေါ့နော်ဒါလေးဖြည့်ဖြည့်ပေးရမယ် ဒါဆိုတော့ကျမတို့ပေါ့နော်ဒီကုန်ကြမ်းလေးကိုဘယ်နိုင်ငံနေပါစနစ်ဘယ်လောက်တွင်းမလဲပေါ့နော်အလားဟုတ်ပြအဲရွေးပြရမှာပါကျမ example ရွေးပြပေးပါမယ် ဆိုတော့ကျွန်မချိုင်းနာကနေပြီးတော့60ရာခိုင်နှုန်းသွင်းမယ်ပေါ့နော်ဂျပန်ကရင်10ရာခိုင်နှုန်းသွင်းရမယ်အဲဆိုတော့ကျွန်မကဒီဥစားကတော့100ရာခိုင်နှုန်းပြည့်ပေးရမယ်ပြည့်ရမယ်ပေါ့နော်ဘယ်နိုင်ငံဘလောက်ပါစနစ်ဆိုသွင်းရမလားပြည့်ပေးရမယ်မှားရင်တော့ကျွန်မတို့ပြန်ဖြတ်လို့ရတယ်ပေါ့နော်ဒါကတော့ကျမတို့ C ကနေဘလောက်သွင်းမလဲ A ကနေဘလောက်သွင်းမလဲမေးတာပါ ဒါလည်းတရားခိုင်လုံးပြည့်ရမယ်ပေါ့နော်ဒါဆိုရင်ကျမကအဲ C ကနေပြီးတော့80သွင်းမယ် row က30သွင်းမယ် A က30သွင်းမယ်ပေါ့နော်ဒါကနေဒါကတော့ကျမတို့ local မှာအဝယ်ဖို့ရှိတာပေါ့နော်ဒါဒီဥပမာမှာဒီ cartoon box လို့အချီလို့ပေါ့နော်ဝယ်ဖို့ရှိလာမိတာပါရှင် yes လို့မရှိဘူးဆိုတော့ no လို့ဖြည့်ပေးပါဒါကတော့ကျမတို့ smart ပေါ့နော်ရှမန်ဘလောက်ထိကြာလဲရက်60ကြာလားရက်30ကြာလားမေးတာပါဒါတော့စင်ဘယ်တပတ်မဲ့ရှိလားမရှိလားမေးတာပေါ့နော်။ဒါကျမတို့အစ္စဘယ်အနေနဲ့ဖြေပေးတာပါ။ဒါကတော့စရုံမှာအာဘလို့ပေးမဲ့နေတုံးလဲပေါ့နော်အလားကိုမေးတာပါ။ဒါကတော့ forest step ဘလောက်ရှိခဲ့ပေါ့နော် foreign step ဘလောက်ရှိခဲ့မေးတာဒီမြန်မာနိုင်ငံမှာ example ဖြစ်ပြပေးမယ်ဒါကတော့ကျမတို့ဒီ position ကခံလာခက်ခဲတဲ့မေးတာပေါ့နော်ဒါကတော့ကိုယ့်အကိုရိုက်ထည့်ပေးရမှာပါကျမတို့ example ရိုက်ပြပေးပါမယ်အဲ့ပတမေကဘယ်နှစ်ယောက်ရှိလဲလို့မေးတာပါ။ဒါက juicy ဘယ်နှစ်ယောက်ရှိလဲမေးတာ။ ဒါကတော့ maintenance blog ရှိတယ်ပေါ့နော် supervisor ဘယ်နှယောက်ရှိတယ်မိတာမှာဒါကတော့ကျွန်မတို့ဒီဆက်ယုံမှာဘာဒါကတော့ဆက်ယုံမှာဘာစကားလေးအဓိကအသုံးပြုတယ်ပေါ့နော်အလားတူမိတာကျွန်မ example ပြပြပေးမယ် trainee ပေါ့နော် trainee hour ဘယ်လောက်ကြာလဲမေးတာပါကျမတို့ example ဖြစ်ပြပါမယ်ဒါဆိုရင်ကျမတို့အကုန်ပေါ့နော်ဒီမှာဆိုနေတရားခိုင်နှုန်းပြည့်တယ်တရားခိုင်နှုန်းပြည့်မှရှေ့ဆက်သွားလို့ရမှာပေါ့နော်ဒါဆိုကျမအကုန်ဖြည့်ပြီးသွားပြီဖြည့်ပြီးလို့ရှိရင်ကျမတို့ update ကိုနှိပ်ပေးရမှာပါရှင်ကျမတို့အဆင့်၄ဖြည့်ပြီးတာနဲ့ update နဲ့ဒီအဆင့်၅ဒီပုံစံလေးကြာလာမယ်ပေါ့နော်ကျမတို့ဒီပုံစံလေးဖြည့်ပေးရမယ် ဒီတက်မှာတော့ကျမတို့ဒီ MGME ကိုအမ်ဘာအကြံပြုစနေပြီးတော့ဘာတောင်းဆိုစရာရှိတယ်ပေါ့နော်အဲ့လိုမျိုးရေးပြရမှာမှာတကယ်လို့မှရှိရယ်ဆိုရင်တော့ yes ကိုရေးပြီးတော့ကျမတို့ဒီမှာနှိပ်ပြရမှာပေါ့နော်ဒီမှာရေးပြရမှာမရှိဘူးဆိုရင်တော့ကျမတို့ no ကိုရေးရမှာပေါ့နော်ဒါကတော့ကျမတို့ဒီအသင်းကိုဟိုဘာကြောင့်ဝင်လဲအသင်းကနေဘာတွေမျှော်လင့်လဲပေါ့နော်အဲ့လားရေးပြရမှာ ဒါတော့ကျွန်မကတော့ဒီ example အနေနဲ့ပေါ့နော်ရေးပြတာပါဒါကတော့ MGMA ကနေပြီးတော့ပေါ့နော်ဒီဘာလေးစိတ်ဝင်စားတယ်ဆိုတာကိုဒီမှာအဲရွေးပြရမယ်ပေါ့နော်ဥပမာ business ဒီ networking event တွေလာပေါ့နော်အကယ်၍ဒီထဲမှာမပါခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့အဲဒီမှာ typing ရိုက်ပြီးလို့ရတယ်ပေါ့နော် ဒါဆိုကိုစိတ်ဝင်စားတဲ့ဥစ္စာကို tip ချလို့ရပါတယ်။ဒါကတော့ကျွန်တော်တို့ဒီနေယူဖိုင်ယာလေးမျောလင့်သလားပေါ့နော်။အမ်ဒီမမျောလင့်မှု on premise ချုပ်မှလားပေါ့နော်။ဒါကိုရွေးပြရပါမယ်။ဒါဒါစိတ်ယုံနေနေရွေးပြရမှာပေါ့နော်။စိတ်ဝင်စားတဲ့ဆိုရင်လည်း yes ကိုရွေးပြရမယ်ပေါ့နော်။ ဒါကတော့ကျွန်မတို့ဒီ MGM အနေနဲ့ပေါ့နော် government policy maker တွေရှိရာအာဘာလဲတည်ဆောင်လာပေးရမလဲဆိုတဲ့အစားကိုရေးပြတာပေါ့နော်အကြံပြုစေချင်တာပေါ့ဒါကျွန်မတို့ example ရေးပြပေးတာပါဒါကတော့ဒီ government factory လေးတွေမှာနောက်နှစ်နှစ်အတွင်းမှာပေါ့နော်ဘာ challenge တွေရှိနိုင်လဲပေါ့နော်ဒါလေးကိုရေးပြရမှာပါကျွန်မတို့ example ရေးလိုက်တာပါဒါကတော့ကျမတို့ဒီ instant တန်တန်းချောင်းကပေါ့နော်ကျမတို့ MGM ကနေဖွင့်ထားတဲ့ instant တန်တန်းချောင်းကနေပေးလိုက်တဲ့တန်တန်းတွေကိုဗာလေးစိတ်ဘဲတန်တန်းတွေစိတ်ဝင်စားရတယ်ပေါ့နော်အလားလေးဖြေခိုင်းတာပါတတစ်ချက်ခိုင်းတာပေါ့နော်အကယ်၍အဲ sonnet တို့ကလိုပဲဒီထက်မှာမပါဘူးဆိုရင်ဒီမှာလည်းတိုက်ပြီးရေးလို့ရပါတယ်ဒါကတော့ဒီ MGMA ကိုအာဘာအကြံပြုခြင်းလဲပေါ့နော်ရေးခြင်းလဲရတယ်မရေးဘူးဆိုရင်ရပါတယ် ဒီလိုမျိုးဖြည့်ပြီးသွားပြီဆိုရင်တော့ကျမတို့ဒီ update ကိုနှိပ်ပေးရမှာပါရှင်။ ဒါကတော့ကျမတို့ဒီအဆင့်နောက်ဆုံးအဆင့်ကိုပေါ့နော်ဖြည့်ပြီးတော့ update ကိုနှိပ်လိုက်ပြီဆိုရင်တော့ကျမတို့ဒီပုံစံလေးရောက်ပါလေဒါဆိုရင်တော့ကျမတို့ဒီ MGMA ဘက်ကိုရောက်သွားပြီပေါ့နော်ဒါဆို MGMA ဘက်ရောက်သွားပြီအကယ်၍ MGMA ဘက်ကနေပြီးတော့အမှားလို့ reject ချလို့ရှိရင်ကျမတို့ဒီနားလေးမှာပေါ့နော် stadium မှာဒီ MGMA ဘက်က reject ချလဲအနေအထားလေးနဲ့ MGMA reject report ရပေါ့နော်အဲ့ဒီမှာပေါ့မယ်အဲ့ဒါဆိုရင်တော့ကျမတို့ဒီ add အတစ်ကိုနှစ်ပြီးတော့အာမှားတဲ့နေရာလေးကိုပြန်ပြင်ပေးရပဲပေါ့နော် အကယ်၍စက်ရုံကဒီဖြည့်သွားတာမှားလို့ပေါ့နော်တိသွားတယ်ဆိုရင်တော့ဒီမှာဝင်ပြင်လို့မရပါဘူးအတင်းရဲ့ဖုန်းနံပါတ်ကိုဆက်ပြီးတော့အာဒီကျမရဲ့ကုမ္ပဏီပေါ့နော်ဘယ်ကုမ္ပဏီနေနေပြောပါကုမ္ပဏီနေနေပြောပြီးလို့ရှင်ကျမမှားသွားလို့ update ပြန်လုပ်ချင်လို့ register ချပေးပါဆိုရင်ကျမတို့ဘက်ကနေ register ချပေးပါလဲဆက်သွယ်ရမယ့်ဖုန်းနံပါတ်က 39963399999ကိုဆက်သွယ်ပြီးတော့ကျမတို့ဒီ reject ချပေးပါလို့ပြောလို့ရှိရင်ကျမတို့ reject ချပေးပါတယ်အဲ့ဒါဆိုတော့ဆက်ယုံနေအနေနဲ့ reject ချပြီးဒီနားမှာ state deck ကပေါ့နော် MGMA rejected ဆိုကြပါမယ်အဲ့ဒါမျိုးဆိုရင်တော့ attic ကိုဝင်ပြင်လိုက်တာနဲ့ရပါပြီရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်